အစ်လာလောက်ခဲ့သမြမင်္ဂလာပါကိုလူတို့အခုကျွန်တော်ကစာရေးဆရာကြီးရွှေဦးတောင်ရေးသားတဲ့ဟစ်တလာလောက်ခဲ့သမျှဆိုတဲ့စာအုပ်ကို အပိုင်း၁၈အနေနဲ့ ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နာဆင်ခန်းစားအားပေးကြပါအောင်။စွာစတိကနဲ့လဝါကက်ဂျာမနီပြည်၌နာဇီကိန်းသားများအထူးသဖြင့်အတိုက်ခံပြုကျင့်ခြင်းခံရသောနယ်နိမိတ်တွေကဘာသာရေးနယ်နိမိတ်ပင်ဖြစ်၏ မြည်သည့်လူစုများတိုင်းပြည်ဤတရားဥပဒေများနှင့်ဆန့်ကျင်ဘက်မပြုသင်ဟုနာစီများကပြောသောအခါသာသနာ့ဘက်ဆိုင်ရာလူများက မြည်ကြီးပေါ်၌ရှိသောမြည်သည့်အစိုးရမျိုးကမှ တိုင်းသူပြည်သားတို့၏ဘာသာရေးလွတ်လပ်မှုတွင်နှောက်ယှက်ဖျက်ဆီးခြင်းမပြုသင်ဟုတုံ့ပြန်ပြောဆို၏ National Socialist Wara ၏စည်းကမ်းဥပဒေများနှင့်ဖီလာဆန့်ကျင် ဖြစ်လျက်ရှိ၏ဘုရားသခင်၏တရားဥပဒေနှင့်လူတို့၏တရားဥပဒေများဆန့်ကျင်ဘက်ရှိနေသည့်အခါလူများက လျှော်ပေးလိုက်သည်ဟုရေဖြန်းကိုင်းရေနှစ်ကိုင်းနှစ်ကိုင်းလုံးတို့ကဆိုကြ၏ National Socialist ဝါဒဟု၍ပေါ်ပေါက်လာသည့်နှစ်တစ်ပြိုင်နက်ဘာသာရေးကိုင်းများနှင့်ဖီလာဖြစ်နေကြောင်းတွေ့ကြရ၏နာဇီကိုင်းစီကံချက်တစ်ခုတွင်နာဇီကိုင်းသည် ခရစ်ယာန်ဘာသာကိုအခြေမြစ်ပြု၍ဖွဲ့စည်းထားသည်ဟု ဆိုထားတော်လေ၎င်းကိုင်းသားများ စီမံဆောင်ရွက်ပုံအရရတ်တို့မှဘာသာရေးကိုင်းများနှင့်အတိုက်အခံဖြစ်နေ၏ နာဇီဂိုင်း၏အရေးကြီးသောစည်းကမ်းချက်တစ်ခုမှာတိုင်းပြည်အတွင်း၌မြည်သည့်ဂိုင်းကနပါတီအစည်းအရုံးကမှခရယဝတ်တွားမပြုကြရသဖြင့်အခြားသောဂိုင်းကနများကိုအမြန်ဆုံးဖြိုဖျက်ရန်တာဝန်ရှိ။ဂိုင်းကနဆိုရ၌လောကရေး၊ဝိညာဉ်ရေး၊ပညာရေး၊အလောက်ကံရေးဟူ၍သတ်မှတ်ပိုင်းခြားထားခြင်းမရှိဘဲမြည်သည့်အစည်းအရုံးမျိုးဖွဲ့စည်းတည်ထောင်ခြင်းကိုမျှတီးမခံနိုင်ကြ။မျှော်မြင်ရှိသောနိုင်ငံရေးခေါင်းဆောင်တို့၏ လုံယိုးလုံစဉ်ထုံနှန်းအစဉ်လာမှာဘာသာရေးဂိုင်းများနဲ့တတ်နိုင်သမျှမဆန့်ကျင်အောင်ပြု၍မိမိ၏နိုင်ငံရေးဂိုင်းနဲ့တည်ရှိပြီးသားဘာသာရေးဂိုင်းတို့နဲ့မထိမတွေ့မဆုံစည်းကြစေရန်တတ်နိုင်သမျှရှောင်ကွင်းတိမ့်ဖယ်ကြရ၏ရေဒလာမမူမိမိ၏နိုင်ငံရေးဂိုင်းနဲ့ဘာသာရေးဂိုင်းများခွန်အားပြိုင်ကြခြင်းကိုတမင်လူလားဟန်ရှိ၏၎င်း၏သဘောမှာမိမိဂိုင်းသည် အခြားသောဂိုင်းဟုသမျှကို မှုတ်ထုတ်နိုင်လိမ့်မည်ဟုမျှော်လင့်ဟန်လက္ခဏာရှိ၏ဟစ်တလာကဂျာမနီမှတပါမြည်သည့်ဖျားသခင်ကိုမျှအလိုမရှိဟုပြောရာ၎င်းတပည့်ကျော်ဗွန်စီစရက်ကမူကျွန်ုပ်သည်ကက်သလစ်ရေပြန်းလည်းမဟုတ်ပရိုစတက်တင်ဂိုင်းရေနှစ်တစ်မျိုးလည်းမဟုတ်ပြန်နေရှယ်လစ်ဆိုရှယ်လစ်ဂိုင်းသားတစ်ယောက်မျှသာဖြစ်သည်ဟုပြော၏ထို့ပြင်ဟစ်တလာ၏ဝါဒတွင်အရေးကြီးဖော်ပြထားသောစာတစ်ပိုက်မှာလူချင်းတူတူချင်းများ အခြေအနေမျိုးတို့ဂျာမန်များတိုင်းရောက်အောင်စူးစမ်းမှုသည်ခေတ်ကာလဂျာမန်များ၏ဘာသာတရား၏ဖြစ်၏ဟုဆို၏ဟစ်လာ၏တပည့်တို့ဖြစ်သောမူလာအမည်ရှိတရားဟောဆရာတယောက်ကမူတိုင်းသူပြည်သားတို့ဟာဘာသာရေးကိုနောက်ထောင်တိုက်တွန်းပေးယုံမြမကဘာသာရေးနိုင်ရှိသောစိတ်အားထက်သန်ခြင်းကိုဟစ်လာ၏ဝါဒါတို့ကူးပြောင်းစေ၍တာ၍ခွန်အားတောင့်တင်းအောင် စီမံမှုအကြံပေး၏ထို့သူသည်ဟစ်လာကူညီချက်ရ ရရှားနယ်တွင်ဂိုင်းကြိုကြီးတယောက်ဖြစ်လာ၏မကြာမီတွင်မူလာသည်ဂျာမန်လူမျိုးတို့သာလျှင်မကကဘာပေါ်ရှိ ခရစ်ယာန်အမြောက်များတို့၏ယိုသေးကမ်းရှမ်းခြင်းခံရသည့်မာတင်လူသာ၏တရားဟောပလင်ပေါ်သို့တက်ပြီးလျှင် National Socialist ဝါဒအကြောင်းကိုဟောပြောလေ၏ဗိုလ်သူ၏အမိတ်အရဖျားရှိခိုးခိုင်းခြင်းခန္ဓာများတွင် နာစီအယိုသေးပြုနည်းဖြင့်စခြင်းဆုံးခြင်းပြုလုပ်စေ၏နိုင်သူပြည်သားများသည် ဘာသာရေးတရားဟောပြောရမည့်နေ့များနဲ့နေရာများတွင် နိုင်ငံရေးတရားများဟောပြောနေကြခြင်းကို တွေ့ကြရသည့်အခါမိမိတို့၏ဝိညာဉ်ရေးနှင့်ပတ်သက်၍အကြီးအကျယ်နှောက်ယှက်ဆွတ်ဖတ်ခြင်းမျိုး တွေ့ကြုံရတော်မည်ဟုစိုးရိမ်ပူပန်လာကြ၏ထို့ပြင်ဘာသာရေးနှင့်ဆိုင်ရာပြန်နှံ့များတွင်ဟစ်တလာသည်ဖျားသခင်၏လက်တော်ဖြင့်ဆေးလွှတ်လိုက်သောလူတစ်ယောက်ဖြစ်သည်ဟုတွေ့ရှိရသောအခါဘာသာရေးနယ်နိမိတ်အတွင်းသို့နိုင်ငံရေးကျူးကျော်လာခြင်းကိုမြည်သည့်နေနေမဆို ခုခံတွန်းလှန်ကြမည်ဟုဆုံးဖြတ်လိုက်ကြ၏။နာဇီတို့ကစံစာ၌ပါရှိသောအချို့အချက်များမှာယေဟူဒီများ၏လက်ရာဖြစ်ကြောင်းနှင့် ပြောကြတော်လေ။တိုင်းသူပြည်သားများကအယုံကြည်မရှိကြကြီး။ဘာသာရေးနှင့်ပတ်သက်၍နာဇီတို့အားအတိုက်ခံပြုဝန်သူများအားခေါင်းဆောင်သောသူမှာဒေါက်တာ မာတင်နီမူလာဆိုသူဖြစ်ရာတို့သူမှာလည်းထူးကဲသောအရေးချင်းနှင့်ပြည်သူသူတစ်ယောက်ဖြစ်၏။ဟစ်လာ၏လူယုံဖြစ်သောမူလာကတစ်ဖက်မှဒိုက်ရိုက်နေရာဖြစ် ်ခက်ကြမ်းကြမ်းစီမံသည့်အခါနိုမူလာကလည်းတစ်ဖက်မှအလားတူတိုက်ခိုက်နေနှင့်ခက်ကြမ်းကြမ်းပင်ခုခံတွန်းလှန်၏မူလာကဂိုင်းချုပ်ကြီးဖြစ်လာ၍တရားတော်များအားအမိန့်အမျိုးမျိုးထုတ်ပြန်သည့်အခါနိမူလာကတရားဟောဆရာများသည်စစ်အတက်လေ့ကျင့်သူများမဟုတ်သောကြောင့်၎င်းတို့အားဒလိမ့်ပြရာတွင်အမိန့်ပေးနည်းမျိုးဖြင့်အမိန့်မပေးထိုက်ကြောင်းနှင့်ခုခံပြောဆို၏ထို့အခါနာဇီတို့သည်ကျန်တန်သောစနစ်ကို အသုံးပြုကြ၍နိမူလာအား ရာထူးမှအကျဉ်းချင်းဖြုတ်ချခြင်း ထောင်သွင်းအကျဉ်းချထားခြင်းအဖြစ်၆လှန့်ကြ၏နီမူလာ၏မိတ်ဆွေများကနီမူလာအားခုခံပုံကြမ်းတမ်းလွန်းကြောင်းနှင့်အပြစ်ဆိုကြတော်လေမူလာ၏ကြမ်းသောစနစ်ကိုကြမ်းသောနည်းဖြင့်မခုခံခဲ့လျင်ခရစ်ယာန်အသင်းများလုံးဝပျောက်ရတော်မလောက်ဖြစ်သွားသည်မှာယုံမှားပွေမရှိကြတတိုင်းပြည်လုံးတွင်ရှိသောတရားဟောဆရာများအနက်၄ပုံ၃ပုံမျှသည် နီမူလာကိုထောက်ခံကြ၏တို့ရာတွင်မူလာလက်တွင် ပေးအပ်ထားသော တကူအာနာများသည်ကြီးမားလေရကနီမူလာမှာအတိုက်ခံခံယူ၍အထင်ရှားဖွဲ့စည်းရန်ခဲရင်လျက်ရှိ။မူလာ၏အာနာများမှာတရားဟောဆရာတယောက်ကိုမြည်သည့်နေသူမဆိုအကြောင်းမဖော်ပြဘဲရွှေပြောင်းနိုင်ခွင့်ရှိရာလွန်ခေါင်၍ကြောင်ကြသောနေကလေးသို့ရွှေပြောင်းခြင်းခံရသူမှာဝမ်းစာကို အနိုင်နိုင်စားတော့ရတော်၏။ထို့ပြင်မြည်သည့်တရားဟောဆရာကိုမဆိုရာထူးမှဖြုတ်ပစ်နိုင်သောအာနာမျိုးလေမူလာ၏လက်ထဲတွင်ရှိရာ လှုပ်လက်မဲ့ဖြစ်၍ထမင်းငတ်မြီကိုစိုးရိမ်သောတရားဟောဆရာများလည်းမြောက်များစွာရှိ၏ထိုကဲ့သို့သောအခြေအနေမျိုးတွင်အတိုက်ခံဆောင်ရွက်ရသောနီမူလာ၏အလုံမှာ မလွယ်ကူလှကြည်တို့ဖြစ်၍အသက်ငယ်ရွယ်သဖြင့်တားမရတာဝန်မရှိသေးသည့်တရားဟောဆရာကလေးများသာလျှင်နီမူလာဘတ်သို့ပါဝွင့်ကြ၏နာစီတို့၏အမိတ်တို့မှတရားဟောဆရာများသည်မိမိတို့၏ထင်မြင်ချက်များကိုသတင်းစာမှ ရေးသားခုခံခွင့်မရှိစေရဟုဆိုထား၏ဤမြောက် ထုတ်ကျအနှိတ်ကုများသောကိစ္စတစ်ခုတွင်လက်မလျှော့ဘဲဆက်လက်ဆောင်ရွက်ခဲ့သူဤတက်တီကိုကြီးမွန်းထိုက်ပါပြီ။ဤနေရာဖြင့်ဘာသာရေးဆိုင်ရာအသင်းပေါင်း28သင်းအနက်22သင်းတို့သည်မူလာဤလက်အောက်သို့ရောက်သွားကြ၏။တို့များနှင့်လည်းမကြေနပ်နိုင်သေးရကပြည်ထရေးဆိုင်ရာအတွင်းဝန်ယုံမှ အမိန့်တစ်ခုထုတ်ပြန်လိုက်ပြန်၏။၎င်းအမေရမှာအစိုးရနှင့်တိုက်ခိုက်ပြုသောဘာသာရေးအသင်းများတွင် ပါဝင်သည့်တရားဟောအဆရှိသည့်အမှုထမ်းများအား အစိုးရကကြေးငွေထောက်ပံ့ခြင်းမပြုတော့ဟု၍ပြန်ကြားလိုက်၏ဘာသာရေးကိစ္စအတွက်အစိုးရကတိုင်းသူပြည်သားတို့ထမအထူးအခွန်တော်ဟု၍အခွန်တော်တမျိုးစီးကြက်ကောက်ခံပေးလာခဲ့ရာ၎င်းအခွန်တော်ကိုကောက်ခံမပေးဘဲနေခြင်းအဖြစ် တရားဟောဆရာများမှလကမရပဲဖြစ်သွားကြလေတော့၏ထို့ကားနီမူလာအစရှိသောခေါင်းဆောင်များက နာစီစနစ်သည်ဖျားသခင်တပါးရေဟုသာကိုးကွယ်စီးကပ်ထိုက်သောနီးမျိုးဖြစ်ဟစ်လာကို ကူးကွယ်နေကြသောကြောင့်ဟစ်တလာကိုပင်ဖျားသခင်အရာသို့တင်မြောက်ရာရောက်ကြောင်းနှင့်ပုတ်ခတ်ရှုတ်ချရေးသားကြလေ၏။ဂျင်းနစ်ဂိုင်းတစ်မျိုးဝင်ပုဂ္ဂိုလ်များလည်းတပြေလုံးရှိဖျားရှိခိုးကြောင်းများတွင်ဘာသာရေးကိုနာစီရေးလွှမ်းမိုးနေသောကြောင့်ခရစ်ယာန်ဘာသာကွဲပြောက်တိမ်မြုပ်သွားမည်ကိုစိုးရိမ်ရသဖြင့်ညီသည့်နီးနှင့်မဆိုထိုကဲ့သို့မဖြစ်စေရအောင်ခုခံကာကွယ်ထိုက်ကြောင်းနှင့်စာတန်းရှိကြီးများ ရေးသားဖတ်ပြကြလေ၏။ ဘာသာရေးဘက်၌အတိုက်ခံခိုင်းသားများသည်တရားဟောဆရာများရော့ပေါ်စီကမူတိတ်တကြများသည့်ထက်များ၍စူပူသည့်ထက်စူပူလာကြရာကနောက်ဆုံး၌ဟစ်တလာသည်ဘာသာရေးအသင်းများနှိတ်ကုတ်ဖြိုဖျက်ခြင်းအလုပ်ကိုတန့်ရက်ထားလိုက်ရလိမ့်ဤ1930ခုနှစ်ခုနှင့်ဖေဖော်ဝါရီလတွင်ဟစ်တလာသည်ဘာသာရေးနှင့်နိုင်ငံရေးတို့ရှုပ်ထွေးရောပြွနေသည့်အတွက်ကြောင့်ဘာသာရေးဘက်ဆိုင်ရာစည်းကမ်းများကိုပြင်ဆင်သင့်သလောက်ပြင်ဆင်ရေးအတွက်လူကြီးများရွေးချယ်စေရမည်ဟု ကြီးညာလိုက်ဆိုပါအသည့်ရေးဆွဲသောစီကံများ ထွက်ပေါ်လာသည့်အခါဟစ်တလာသည်ဘာသာရေးဂိုင်းဟူသည်များကိုအခြေမြစ်မှတူးလွန်ဖြိုဖျက်မည်ဒို့ဒီမဟုတ်အလေလက်ချ၍စီမံပေးမည်အကြောင်းကိုသိရှိနိုင်ပေလိမ့်မည်ကက်သလစ်ခေါ်ရေပြန်းဂိုင်းဝင်များမှမူရောမမျိုးတော်၌ရှိသောသာသနာပိုင်ကြီး၏ဩဇာကံများဖြစ်သောကြောင့်ဟစ်တလာသည်ဂိုင်းချုပ်တစ်ယောက်ကိုသာသနာပိုင်ထံဆေးလွှတ်၍အလေလက်မျှတစီမံသောစနစ်ကို အသုံးပြု၏ ာသနာပိုင်ကြီးကသာသနာရေးဆိုင်ရာပုဂ္ဂိုလ်များသည်နိုင်ငံရေးကိစ္စများတွင် ပါဝင် ဆောက်ဖက်ခြင်းမပြုစေရဟုတာဝန်ခံယူ၍ဟစ်တလာလည်းဂျာမနီပြည်ရှိကက်သလစ်ဂိုင်းသားများ၏ဘာသာရေးတွင် ပါဝင်ဆောက်ဖက်ခြင်းမပြုပါဟု၍အပြန်အလှန်ဝန်ခံကတိပြုထားကြရလိမ့်၏ထို့ကဲ့သို့ဝန်ခံထားကြပါတော့လေလူငယ်များလက်ကျင့်ရင်းဆိုင်ရာကိစ္စတွင် နာစီဂိုင်းနှင့်ဘာသာရေးဂိုင်းတို့သည်အလူရဖြစ်နေရပြန်ကခရစ်ယာန်ဘုန်းကြီးများ ထောင်ကျခံရသည့်အထိ အတိုက်အခံဖြစ်ကြရလိမ့်ဤခရစ်ယာန်များကဘာသာ၏အခြေမြစ်မှာသွေးမဟုတ်ယုံကြည်ခြင်းဖြစ်သည်ဟုဟောပြောကြရာ နာဇီများကမူလူမျိုးဒီဟုသောသွေးကိုအရေးတကြီးထား၍ဘာသာတရား၏အခြေခံသဘွဲဟောပြောနေကြ၏နာဇီတို့ကဂျာမနီပြည်အသက်ရှင်လူခဲ့လျင်လက်ဝါးကတိုင်ပျောက်ရမည်ဟုဆိုရာဘာသာရေးကိန်းများကမူဂျာမနီပြည်သည်လက်ဝါးကမပါဘဲအသက်မရှင်နိုင်ဟုဆိုကြ၏ နာဇီတို့၏ဝါဒအရင်းကြုံမှာဟစ်တလာ၏အမှုကိုဆောင်ခြင်းသည်ဂျာမနီအမှုကိုဆောင်ခြင်းမြည်၏ဂျာမနီအမှုကိုဆောင်ရွက်ခြင်းသည်ဖျားသခင်၏အမှုကိုဆောင်ခြင်းမြည်၏ဟုဆိုကြ၏ထို့ကြောင့်ဟစ်တလာ၏အမှုကိုဆောင်ခြင်းသည်ဖျားသခင်၏အမှုဆောင်ခြင်းဟု၍မြည်၏အတိတ်ပဲဆက်ရောက်နေခြင်းကိုပင်မမြင်ကြလေသလိုမပြောတတ်ချေဟုတ်ကဲ့ပါစာရေးဆရာကြီးရွှေဦးတောင်ရေးသားခဲ့တဲ့ ဟစ်တလာလုပ်ခဲ့သမျှဆိုတဲ့စာအုပ်ကိုအပိုင်း၁၈အနေနဲ့ကျွန်တော်ညူလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့ဒုညာပရိသတ်တွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေးလို့အိတ်စီတန်လို့ရပြေကြပါစေ။ကျေးဇူးတင်ပါတယ်။